နေပြည်တော်မှာပလီဆောက်ဖို့အတွက်အဲဥမင်းအွန်လိုင်းကလုံချုံရေးနဲ့ခွင့်လက်ထားတာဗျပလီဆောက်မဲ့နေရာကိုလည်းအခုဆိုရှင်လုံချုံရေးတွေအထက်ထက်နဲ့တိတိချာချာကာကွယ်ထားတယ်ကျွန်တော်ရဲ့ဘဘကြီးပေါ့ကျွန်တော်တို့အားလုံးရဲ့ဘဘကြီးကတော့အလုံချုံရေးကိုပလီဆောက်မဲ့နေရာမှာသွားပေးထားပါပြီကျွန်တော်ခင်ဗျားတို့အမျိုးသားရေးတို့မဘာသာတို့နော်အမျိုးသားရေးပါဆိုပြီးတော့အော်နေတဲ့သူတွေကျွန်တော်ဘာပြောလဲဆိုတော့ကျွန်တော်ဆွဆဲတယ်ကျွန်တော်ဟာပင်ဒါလီပါတဲ့နော်ကျွန်တော်ဟာမွတ်စလင်ဘာသာဝင်ပါတဲ့ဟုတ်လားခင်ဗျားတို့တွေကျွန်တော်အများကြီးဆွဆဲကြတယ်နော် ဒါပေမဲ့အခုလက်ရှိခင်ဗျားတို့ဆက်ဆွဲတာကိုတကယ်တမ်းလုပ်နေတာကခင်ဗျားတို့ရဲ့ဘဘကြီးဦးမင်းအွန်လိုင်းကိုတိုင်ကိုကနော်နေပြီးတော့ပြင်မနာမှာကိုးကွယ်စရာပလီတွေရှိပါတယ်နော်ဒါပေမဲ့လော့ကွတ်ချော်ပြီးတော့နိုင်ငံတော်အစ်စ်ငားဧကပလီနှလုံးတော်စောက်ခင်ပြီးမှာပလီတော်မှာယူတဲ့ပလီမဟုတ်ဘူးနော်ဆိုနီပလီနဲ့ရှီယာပလီပေါ့နော်မြို့သားကြီးတမားဒါမျိုးကြတော့ခင်ဗျားတို့ပါဇက်တွေပိတ်နေကြတယ်ခင်ဗျားတို့ပါဇက်တွေအခုချိန်မှာမပါလုံနေကြလားဒါအခုကျွန်တော်ရောက်နေတဲ့နေရာကကျွန်တော်တို့ကမွန်တန်းကျေးရွာအုပ်စုပေါ့နော် ဒါကသစ္စိတ်ပင်ကြေးရွာပေါ့သစ္စိတ်ပင်ကြေးရွာအဓိကအပြည့်ကကျွန်တော်တို့ကလိုင်းပေါ်မှာပြောနေကြတဲ့ဟိုအစ္စလာမ်ဘာလာဝင်ပိုးဝယ်တဲ့ဗလီစောင့်နေပါတယ်ဆိုတဲ့နေရာကိုကျွန်တော်တို့ကသွားကြည့်လို့ဖြစ်တယ်เนาะအခုဒါကကျွန်တော်ဒီကနေဝင်ရမှာပေါ့အားလုံးမင်္ဂလာပါဗျာကျွန်တော်အခုရောက်နေတဲ့နေရာကအခု online ပေါ်မှာပါ online ဘလို့ခေါ်မလဲတယောက်နဲ့တယောက်ဝိဝါဒကွဲနေကြတဲ့ကျွန်တော်တို့ဗာလဲဗလီစောက်မယ်ဆိုတဲ့နေရာကိုရောက်နေတာဗျာပါပါတဲ့ဟွန်းအဲဗလီစောက်မလို့ကျွန်တော်မေးကြည့်တယ် ခုစီပင်သားရကောမဒီတာဝန်ရှိရပေါ့ဘယ်နာလီမှာဘယ်နေရာမှာဘာစောက်လုခွင့်မတင်ထားတာလည်းမရှိဘူးခွင့်ပြုထားတာလည်းမရှိဘူးအဲ့တော့ဒီမှာဆိုင်းပုံးမှာဆိုင်းပုံးမှာရေးထားတာကတော့ကျွန်တော်တို့ဒီမှာကနေပြီးတော့စီပင်သားရေးကောမဒီခွင့်ပြုချက်ပြင်စောက်လုတယ်တဲ့ခွင့်ပြုအမှတ်က1329245ပေါ့နော်မြန်မာနိုင်ငံရှိအစ္စလမ်ဘာသာဝင်များအတွက်သာသနာပြုလုပ်ငန်းဆောင်ရွက်ရန် မင်းနေရာလျှောက်ထားသူတဲ့ဥတန်ထွန်းနဲ့เนาะဘောကဥဒီရက်ကွက် ပြင်းမနာမျိုးဒီဘက်ကရိုက်ဒီဘက်ကရိုက်နေပြီးတော့မှပလီဆောက်ခွင့်ပြီးရဲဆိုတဲ့ကိစ္စနဲ့ပတ်သက်လို့အများသူငါကြားမှာသဘောထားကွဲလင်းနေကြတယ်။ဒီချိန်မှာပြောရဲဆိုရတဲ့လူတွေပြောဖို့ဆိုဖို့တောင်းရင်ရှိတဲ့လူတွေကပြောတင်ပြောထိုက်တဲ့ဇကားတီကိုပြောတင်ပြောထိုက်တဲ့အချိန်မှာထွက်မပြောဘဲနှာစည်းနေတဲ့ရုံးငယ်တွေဖြစ်နေကြတယ်ဆိုရင်ဒီလူတွေကတိုင်းပြည်နဲ့လူမျိုးကိုအမှန်တကယ်ချစ်ရလားဆိုတာကျွန်တော်စဉ်းစားဖို့လိုပါတယ်။ မြတ်စွာဘုရားရှင်လက်ထက်မှာကလေးကတလောကလုံးဗုဒ္ဓဘာသာဝင်နေကြီးမဟုတ်ပါဘူးဗုဒ္ဓဘာသာမှာမဟုတ်တဲ့အယူဝါဒမတူမျှတဲ့လူတွေအများကြီးရှိပါတယ်အဲ့ဒီလိုရှိတဲ့အချိန်မှာလည်းပဲဗုဒ္ဓဘာသာကိုဝင်ပုဂ္ဂိုလ်တွေမှာပိဋကတ်၄ပါးစလုံးဘိက္ခုဘိက္ခုနီဥပဒကဥပတိကားဆိုတဲ့မြတ်စွာဘုရားရဲ့တပည့်တွေကိုအခြားဘာသာတွေကိုတွားရောက်တိုက်ခိုက်ရမယ်တခြားဘာသာဝင်တွေကိုတွားရောက်ပြီးတော့ ဒုက္ခပေးရမယ်လို့မပြောခဲ့ပါဘူး။အမတူအယူချလဲမမပွားမင်းနဲ့အတူရှင်တွက်နေထိုင်မယ်ဆိုပြီးနေခဲ့လို့လက်ရှိ UK မှာဘာကြီးဖြစ်နေလဲ။လက်ရှိ UK မှာဘယ်လိုဆန္ဒပြနေလဲ။လက်ရှိ UK မှာဝင်ကြီးချုပ်ကိုယ်တိုင်ဘယ်လိုမောင်းထုတ်ခံရသလဲ။ကဘာပက်နေတဲ့ကိုကြီးနေဝင်ကပုံသိပါလိမ့်မယ်။ UK လို့ဖွံ့ဖြိုးပြီးနိုင်ငံကြီး UK လို့နိုင်ငံကြီးတောင်မှအဲ့ဒီလိုမျိုးပြိပက္ခကိုကြုံရရင်ကျွန်တော်တို့နိုင်ငံငယ်လေးမှာဘယ်လောက်ထိအန်တီးအကြီးလဲကိုကြီးနေဝင်ပညာတတ်တာစဉ်းစားနိုင်ပါလိမ့်မယ်။ နေပြည်တော်မှာဗလီဆောင်မဲ့ကိစ္စနဲ့ပတ်သက်လို့ကောလာဟာလာနဲ့ပတ်သက်လို့ဘုံလဲဦးလာဆွေကိုယ်တိုင်ပြောကြားထားတယ်။စီပင်ကတောင်ရှိရလို့သူမေးတဲ့အခါမှာခွင့်တောင်းထားတာလည်းမရှိဘူးခွင့်ပြုထားတာလည်းမရှိဘူးလို့ဖြေသွားပါတယ်။ဆိုတော့ဒီကိစ္စကိုခင်ဗျားတို့ရှင်းရှင်းလင်းလင်းသိပြီလို့ထင်ပါတယ်။နေပြည်တော် ဒဂါကြီးဘူးလက်ဆိုရတော့နေပြည်တော်မှာဘလီမဆောက်ဘူးလို့ပြောပါရအမှန်ဆောက်ပါတယ်အမှန်နေပြည်တော်မှာဘလီရပေးထားပါတယ်ကျမတို့ကတက်မတော်ဒီမြို့သားရေးကိုဘတော်မှသစ္စာမဖောက်လို့ကျမတို့ရှုံးကြည့်တယ်ဒါကြောင့်မလို့တက်မတော်ကောင်းဆောင်ဦးနေဝင်းရဲ့မြေးဖြစ်တဲ့ဤနေဝင်းဒီလေးပဲအမျိုးသားရေးကိုဘတော်မှသစ္စာမဖောက်ဖို့ညွှန်လဲပါတယ်နော်အခင်ဗျားတို့ရဲ့ဘပကြီးကိုယ်တိုင်ကဒါမျိုးပြောလို့ဆွဆွဲကြသေးဆိုလို့ရှိရင်ခင်ဗျားတို့ဘပကြီးကိုယ်တိုင်တို့ကနော်ခင်ဗျားတို့ကျွန်တော်တို့ရဲ့ဘပကြီးပေါ့ဗျာနော်ခင်ဗျားတို့ကျွန်တော်တို့ရဲ့ဘပကြီးကိုယ်တိုင်ကမွတ်စလင်ဖြစ်နေပြီနော် နိုင်ငံတော်ရဲ့မြေပြည်သူရဲ့မြေစိုက်ပျိုးမြေနော်လောကဓိတအားချော်ပြီးတော့လုံခြုံရေးတော်မှာထထပေးပြီးတော့ပလီပေးဆောင်တာခင်ဗျားတို့ရဲ့ဘဘကြီးကိုတိုင်ကခင်ဗျားတို့ကျွန်တော်တို့ရဲ့ဘဘကြီးကိုတိုင်ကလောက်တဲ့အခါကျတော့ခင်ဗျားတို့ဘာများပြောရဲလဲခင်ဗျားတို့အဲ့ဒီမဘာသားလေနော်အဲခင်ဗျားတို့အမျိုးသားကြီးပါအော်နေပြီးတော့တခါတည်းအဘသားချစ်ပါလေသာသနာကိုချစ်ပါလေကျွန်တော်တို့ကမှဟိုကလုတ်ပြစ်မယ်ဒီကလုတ်ပြစ်မယ်ဆိုတော့အဲ့ဒီအမျိုးသားကြီးနော်တကယ်မဘာသားစစ်စစ်နဲ့ဘယ်ရောက်ကုန်လဲဘယ်ချောင်းကတ်နေကုန်လဲအဲ့ဩဖို့ကောင်းတယ်နော် တကယ်တမ်းသူလှုပ်တဲ့ခါကျတော့ခင်ဗျားတို့ဘာပြောရဲလဲအဲ့တော့ခင်ဗျားတို့ကဘောမှလည်းမဟုတ်ဘူးခင်ဗျားတို့ကအမျိုးသားရေးသမားလည်းမဟုတ်ဘူးခင်ဗျားတို့ကမဘာသာလည်းမဟုတ်ဘူးเนาะခင်ဗျားတို့ဟာတတ်တတ်ထင်ပေါ်ခြင်းလို့เนาะဒီ line ပေါ်မှာပြဿနာရှာခြင်းနေတဲ့ပြဿနာအုပ်စုတွေလည်းပဲကျွန်တော်မြင်တာ အားလုံးပဲမင်္ဂလာပါဒီကနေ့မှာတော့ဖင်လန်နိုင်ငံကကိုမောင်မောင်ဖော်ထုတ်ပေးလိုက်တဲ့နေပြည်တော်ပလီတီဆောက်မှုနဲ့ပတ်သက်ပြီးဘောမရီချာပလီဆောက်တာမှန်တယ်မမှန်ဘူးအငင်းခုံဖြစ်ပွားနေတာအမိသားရေးသမားရီချာကူလောင်နေတဲ့ရုပ်တံကိုတင်ဆက်ပေးလိုက်ဒီမှုအဆုံးထိနားဆင်ဝေဖန်သုံးသပ်ပေးသွားကြပါဦးခင်ဗျာဒါအခုကျွန်တော်ရောက်နေတဲ့နေရာကကျွန်တော်တို့ကမွန်တန်းကျေးရွာအုပ်စုပေါ့နော်ဒါကတိစိတ်ပင်ကျေးရွာပေါ့တိစိတ်ပင်ကျေးရွာအဓိကအပြည့်ကကျွန်တော်တို့က လိုင်းပေါ်မှာပြောနေကြတဲ့ဟိုအစ္စလာမ်ဘာလာဝင်ကိုပဲဗလီစောင့်နေပါတယ်ဆိုတဲ့နေရာကိုကျွန်တော်တို့ကသွားကြည့်လို့ဖြစ်တယ်နော်အခုဒါကကျွန်တော်ဒီကနေဝင်ရမှာပေါ့ဒီကနေဝင်သွားလို့ရှိရင်ဟိုဘက်ဒီကနေပြီးတော့သွားရမယ်လို့ပြောတယ်ဗျဒီကသွားလိုက်ဟိုအနောက်ဘက်မှာလို့ကျွန်တော်တို့ပြောတယ်အဲ့ဒါလေးကိုကျွန်တော်တို့နဲ့အတူတူလိုက်ခဲ့ပါနော်ကျွန်တော်တို့သူတို့ဗလီစောင့်နေတာတရားဝင်စောင့်တာလားနိုင်ငံတော်ကချပေးပြီးတော့ဘလို့စောင့်တာလဲဆိုတော့ကျွန်တော်တို့သွားရောက်ကြည့်ရှုမယ်သွားရောက်မင်းမြန်းမှာဖြစ်ပါတယ်ဗျာနော်ကျွန်တော်တို့နဲ့အတူလိုက်ခဲ့ပါကျေးဇူးတင်ပါဗျာ ခုကကျွန်တော်တို့ကဒီတို့ဟိုနေပြီးတော့မှာဗလီဆောက်နေတဲ့နေရာပေါ့နော်ဗလီဆောက်နေပါဆိုတဲ့နေရာကိုကျွန်တော်တို့ကသွားနေရပေါ့နော်သွားနေဆိုတော့အဲအဓိကပြင်းတော့ဒီနေရာရဲ့သဘောတရားကတော့လက်ရှိဒါပါနေရဒီဆိုဒီစိတ်ပြင်းဒီစိတ်ပြင်းဂျေးရောကမောနန်အုပ်စုနော်ကမောနန်အုပ်စုပေါ့နော်ကမောနန်အုပ်စုသူကတော့အဓိကကျွန်တော်တို့ဒီဘောကသီရီကာဝင်းနဲ့ဒီဘက်ကျွန်တော်တို့ရန်ကုန်မန္တလေးလမ်းအောင်နေနေချင်းဆိုင်မနော်မြို့ဆောင်နန်းမို့အဲအဲ့ဒီအဲ့ဒီဘက်မှာရှိတယ် သူကတော့နည်းနည်းလေးသိပ်ပြီးတော့တော့ဟိုဘယ်လိုခေါ်မလဲနည်းနည်းကြောင်ကြတယ်လို့ပြောလို့ရမှာနော်ကြောင်ကြတယ်ဆိုတဲ့နေရာပေါ့နော်ဒီတစ္ဆေပင်ကြီးပါဆိုပေမဲ့ဒီမှာကတော်တော်များများကဟိုအင်ကြီးပို့လို့ခေါ်မလဲစိတ်ယုံနေပေါ့နော်ကျွန်တော်တို့ဟိုစိတ်ယုံနေနော်ဂိုဒေါင်တွေများတာပေါ့ဒီနေရာစိတ်ယုံနေဂိုဒေါင်တွေများတယ်နောက်တစ်ခုကဘာလဲဆိုတော့ကျွန်တော်တို့လေခွက်တွေလေခွင်းတွေနေများတယ်ဆိုတော့လမ်းမကြီးတော့တော်တော်ထွက်ရတယ်တော်တော်ထွက်ရတယ်ပေါ့နော် ော့အဲ့နေရာကိုကျွန်တော်တို့အခုမဲသွားပြီးတော့သွားရိုက်ပြမှာဖြစ်ပါတယ်ဗျာနော်အားလုံးမင်္ဂလာပါဗျာကျွန်တော်အခုရောက်နေတဲ့နေရာကအခု online ပေါ်မှာပါ online ဘယ်လိုခေါ်မလဲတယောက်နဲ့တယောက်ဝိဝါဒကွဲနေကြတဲ့ကျွန်တော်တို့ဗာလဲဗလီစောက်မယ်ဆိုတဲ့နေရာကိုရောက်နေတာဗျာလာငတ်တူလားရိုက်တယ်ကဥနောက်လိုက်ရိုက်ဥနောက်လိုက်ရိုက်အဲတော့ကျွန်တော်ကဒီမှာသူကတော့ဒီမှာစိုင်းပုံးမှာစိုင်းပုံးမှာရေးထားတာကတော့ကျွန်တော်တို့ဒီမှာက နေပြီးတော့စီပင်တရားရေးကော်မတီခွင့်ပြုချက်ပြင်ဆောက်လုပ်တယ်တဲ့ခွင့်ပြုအမှတ်က1325245ပေါ့နော်မြန်မာနိုင်ငံရှိအစ္စလမ်ဘာသာဝင်များအတွက်သာသနာပြုလုပ်ငန်းဆောင်ရွက်ရန်မြေနေရာလျှောက်ထားသူတဲ့ဦးတန်းထွန်းနဲ့နော်ဘောဂဝတီရက်ွက်ပြင်မနာမြို့ဒီဘက်ကရိုက်ဒီဘက်ကရိုက် ်တော့ဘောဝိုင်ပြင်းမနာမြို့နယ်တဲ့34ကင်မွန်တန်ရက်ပေါ့နော်အစာဦးဆိုင်ရာအချက်လက်များကအမျိုးအစားအထက်အမိုးခြံစည်းဦး RC RC plus တမ်မန်အစ်အတိုင်းတာကဒါကဒါပြောရတော့ဒါကကျွန်တော်တို့အစ္စလမ်ဘာသာဝင်တွေဝတ်ပြုဖို့အတွက်ဒါအစာဦးဆောက်လို့ဖို့နော်ဒါဒါပြင်ဆင်နေကြတာပေါ့ဆိုတော့ကျွန်တော်တို့ကဒါကဘာလို့ဆိုတော့ဒီ line ပေါ်မှာကျွန်တော်တယောက်ဟိုဘလို့ခေါ်မလဲမလိုလားအတ္တတွေနဲ့ဟိုပြဿနာတွေဖြစ်လာမှာဆိုလို့ဒါကျွန်တော်တို့ကဒါဟောင်းင်းဖြစ်တာ ဒါတော့ပြောရအောင်ဒီနေရာကတော့ဟိုလူနေလဲတိတ်မရှိဘူးဟိုအနောက်ဘက်မှာဆိုလို့ရှိရင်တောင်တန်းတွေရှိတယ်ဒီဘက်မှာဆိုရွာတွေရှိတယ်ဟိုဘက်မှာဆိုလဲကျွန်တော်တို့စိုက်ခင်းနေပဲရှိတယ်ဗျမစိုက်ခင်းနေဦးလက်ရှိအခြေအနေထားမှာတော့ကျွန်တော်တို့ဒီခြံစည်းရိုးတွေတော့စကာနေပြီဗျနော်ခြံစည်းရိုးတွေစကာနေပြီနေရာလေးကတော့ပြောရရင်တော့လူနေရက်ွက်တွေနဲ့တော့တိတ်ကြီးကြီးမလားမဟုတ်ဘူးဟိုတစ်ဖက်မှာဆိုရင်တော့ကျွန်တော်တို့ဘယ်လိုခေါ်မလဲစက်မှုဇုံလိုမျိုးဟာတွေရှိတာဗျနော်စက်မှုဇုံလိုမျိုးဟာတွေရှိတယ်ဆိုတော့ဒါကဒီမှာလက်ရှိကျွန်တော်တို့ကိုယ်တိုင်လာကြည့်တဲ့အခြေအနေပါဗျာနော် လိုင်းလာကြည့်တဲ့အခြေအနေပါလက်ရှိနေထားမှာသူတို့မြေယာပြုပြင်မှုလုပ်နေတယ်အဲကျွန်တော်တို့သူမလုခင်းတဲ့တစ်ပင်တွေလှဲနေရတယ်ရှိတယ်နော်ဒီမှာကျွန်တော်တို့အစ္စတန်ဘာဘာဝင်တယောက်နှစ်ယောက်တွေ့တယ်သူတို့အဓိကအဖြစ်တော့ခြံသီးကိုခတ်ဖို့အတွက်လုပ်နေတာကိုကျွန်တော်တို့တွေ့ရပါတယ်ဗျာနော်ဒီဟာကကျွန်တော်တို့ဟို online ပေါ်မှာဟိုပြောနေကြတယ်ကျွန်တော်တို့အစ္စလမ်ဘာသာဝင်တွေရဲ့ဗလီကြောင်းစောင့်မယ်ဆိုတာပေါ့နော်စောင့်မယ်ဆိုတဲ့နေရာပါဆိုတော့ကျွန်တော်တို့ဟိုဘက်မှာလည်းကျွန်တော်တို့တာရဲ့စောရံကြီးရောဟိုဘက်မှာခွင့်တော်ရဲ့အဲ ဆိုတော့ဘက်မှာလည်းကျွန်တော်တို့ခွင့်တောင်းပြီးသွားပြီเนาะရိုက်တာဒီဒီနာအလုံးကတော့ကျွန်တော်ထင်တာကတော့တအေကလောက်ရှိမှထင်တယ်เนาะတအေတအေကလောက်အဲအလုံးနှစ်အေကလောက်ရှိတယ်နှစ်အေကလောက်ရှိတယ်တို့ဒီဘက်မှာတစ်ပင်လဲတာတွေမြေယာပြုတ်ပြင်တာတွေတော့လုံနေအခုစပြီးတော့စောင့်နေဒီလိုစောက်တာဘယ်လောက်ကြာပြီလဲကိုရပဲရှိသေးရနော်အော်အေးဟုတ်ပြီလက်ရှိအရမြင်လို့ဒီခြံစည်းဥကာမှာပေါ့နော်ဟုတ်ကဲ့ဟုတ်ကဲ့ဟိုဘက်မှာအော်ဒီကျရင်တော့သူတို့ကခြံစည်းဥကာရဗျခြံစည်းဥကာရတဲ့အထက်မှာရှိတဲ့သူတို့မလိုအပ်တဲ့တိကိုင်းတွေခုတ်နေရတယ်တော့တွေ့ရတယ်ဗျ ါဒါတော့လက်ရှိ online မှာပဲเนาะဟုတ်ကဲ့မင်္ဂလာပါမျိုးတွေကျွန်မမဟုတ်ဘူးမဟာသေးပါရှင်ဒီနေ့ပြောမယ့်ကောင်းစဉ်ကနှစ်ခုပါနံပါတ်1ဗလီခွင့်နဲ့နောက်ဆက်တဲ့ကျိုးဆက်နံပါတ်2အင်းနဲ့ဝင်နေဘူးလက်နံပါတ်3 မတိတာတွေရင်ခင်ကြောင့်ပိတ်ထားရတယ်ပဲဒီ2012ခုနှစ်မှာရခိုင်တားရင်လူမတိတာတွေကိုဘင်္ဂလီတောင်းကောင်ကမရင်းချင်းပစ္စည်းတွေလူရဲ့လူသက်အလောင်းဖြောက်တဲ့ကိစ္စနဲ့ပတ်သက်လို့ပြိပခဖြစ်ကြတယ်အဲ့ဒီချိန်တော့ကမောင်းတော်မျိုးမျိုးမဂျာမေးပလီမှာဝိပြုတ်ပြီးပြန်ထွက်လာတဲ့ဘင်္ဂလီလူအုပ်ကြီးက မောင်းတော်မြို့နယ်မှာရှိတဲ့ဘုံမူးကျေးရွာပါဝင်စုစုပေါင်းရခိုင်ရွာ15ရွာကိုမိရှို့ပြီးမိနောင်တိုက်သွင်းခဲ့တယ်။အဲ့ဒီမှာရှိတဲ့ရခိုင်တွေခွေးပြေးဝက်ပြေးပြေးခဲ့ရတယ်။အဲ့ဒီကနေစလိုက်တဲ့ပြိပက္ခကရခိုင်တပြည်နယ်လုံးဖြစ်သွားတယ်။ဒါကြောင့်မလို့အဲ့ဒီမောင်းတော်မြို့မြို့မချာမေပလီကိုတမရဦးသိန်းစင်စိုးရကနေပြီးတော့လက်ရှိနာဆာကအစိုးရတပ်မတော်စိုးရလက်ထက်တိခေဆက်ဆက်ပိတ်ခဲ့တာကိုထုံးမြန်နိုင်က ပြန်ဖွင့်ပေးလိုက်တယ်။ဒီကိစ္စနဲ့ပတ်သက်လို့ကျွန်မဝန်ဖန်ထောက်ပြခဲ့တဲ့ဗီဒီယိုဖိုင်နှစ်ခုတင်ထားတယ်။ပထမတစ်ခုကဒီ၁၂နှစ်ကြာပိတ်ထားတဲ့ဒီမောင်တော်ပလီနဲ့ဆယ်လင်းမျိုးကဆင်ဖြူကျုံးပလီ၊ဆယ်လင်းဆင်ဖြူကျိုးပလီဆိုလို့ရှိရင်လည်းဒီလိုပဲ။ အာအုတ်ချက်ကုန်ကြီးပါသူဗမာမျိုးသမီးတယောက်ကိုဝမ်းစားသုံးကောင်ကကားတင်ပြီးပြီးတော့မရင်တင်ပြီးတော့အလောင်းဖြောက်လိုက်တဲ့ကိစ္စနဲ့ပတ်သက်ပြိပက်ကဖြစ်တဲ့ဖြစ်တဲ့အတွက်အဲ့ဒီဆင်းလင်းကဆင်ဖြူကျိုးပလီကိုအပိတ်ခံထားရတယ်ပိတ်ထားတယ်ဆင်းနစ်ကြောကြပိတ်ထားတယ်ပလီကိုဒေါ်စုကြီးစုကဖွင့်ပေးလိုက်တယ်အဲ့ဒီကိစ္စနဲ့ပတ်သက်လို့ကျွန်မပြောထားတာရှိရေနောက်တစ်ခုကလူသားလှိုင်းလုံးနဲ့ကျူးကျော်ခြင်းအန်ဒီရဲဆိုတဲ့အကြောင်းကိုပြောထားတယ် တတော်မှာတင်တာအဖြတ်ခံရလို့ YouTube မှာတင်ထားတဲ့နားဆောင်တင်တဲ့လူတွေရှင် YouTube ကိုပြန်သွားရှာပြီးနားထောင်လို့ရတယ်။ဆိုတော့ကျွန်မအဲ့ဒီလိုပြောခဲ့တဲ့အချိန်တုန်းကလူဖြစ်ဖို့ပြား90လိုနေတဲ့ဘုံကျော်အမျိုးရုံငစီကဘောမာတွေကလောင်းနေတာဘိုးကျော်ထုံးမြင့်နိုင်ကတကွဲပြလိုက်ပြီ။ဘိုးကျော်ထွန်းမြနိုင်တကွက်ပြလိုက်ပြီဆိုတော့ဟောင်းစီလူဖြစ်ပုံပြား90လိုနေတဲ့အကောင်ထွန်းမြနိုင်ပြလိုက်တဲ့အကွက်ကအခုလက်ရှိဘင်္ဂလားဒေ့ရှ်စစ်တကောင်းမှာရှစ်တန်းကျောင်းသူ ရခိုင်တိုင်းရင်းသူ၁၂နှစ်ရွယ်ရှစ်တန်းကျောင်းသူကိုဘင်္ဂလီဒီလူသက်မရင်းချင်းလူသက်အလောင်းဖြောက်လိုက်တဲ့အကွက်လားလက်ရှိဘင်္ဂလားဒေ့ရှ်စစ်တကောင်မှဆန္ဒပြနေတဲ့အတွက်ရခိုင်တိုင်းရင်းသားတွေထိခိုက်ဒဏ်ရာရအိမ်နေမိရှုခံရစိုင်းနေမိရှုခံရတဲ့အကွက်လားပလီဖွင့်လိုက်တဲ့နောက်ဆက်တဲ့အကျိုးဆက်ထိုးမြင့်နိုင်ကတကွက်ပြလိုက်ပြီးဆိုတဲ့ဘုံကျွန်းအမျိုးယုတ်တိတ်ခင်ဗျားတို့ဖြစ်ခဲ့ နောက်တစ်ခုကနေပြီးတော့မှဘလီဆောက်ခွင့်ပြေးရဲဆိုတဲ့ကိစ္စနဲ့ပတ်သက်လို့အမြတ်သူငါးချောင်းမှာတဘွားရောက်ွဲလင်းနေကြတယ်။ဒီချိန်မှာပြောရဲဆိုရဲတဲ့လူတွေပြောဖို့ဆိုဖို့တာဝန်ရှိတဲ့လူတွေကပြောတင်ပြောထိုက်တဲ့ဇကားတွေကိုပြောတင်ပြောထိုက်တဲ့အချိန်မှာထွက်မပြောဘဲနှာစည်းနေတဲ့ရုံငယ်တွေဖြစ်နေကြရဲဆိုရင်ဒီလူတွေကအတိုင်းပြည်နယ်လူမျိုးကိုအမှန်တကယ်ချစ်ရလားဆိုတာကျမတို့စဉ်းစားဖို့လိုပါတယ်။ဟုတ်ပြီ။လက်ရှိနေပြီးတော့မှာဘလီဆောက်ခွင့်ပေးကိစ္စနဲ့ပတ်သက်ပြီးတော့ကိုရင်းနေဝင်ပြောတယ်။ ရောက်တမိုင်းလေးတွေ့ရတယ်။ဘာသာမတူအယူချလဲမူမပွားပဲနဲ့အတူရှင်တွဲနေထိုင်ကြမယ်ဆိုပြီးတော့ခွေးကြီးပုံအခြေခံဥပဒေပါအကြောင်းအရာတွေပြောသွားတယ်။အဲ့ဒီလိုဘာသာမတူအယူချလဲမူမပွားဘဲနဲ့အတူရှင်တွဲနေထိုင်မယ်ဆိုပြီးနေခဲ့လို့လက်ရှိ UK မှာဘာတွေဖြစ်နေလဲလက်ရှိ UK မှာဘယ်လိုဆန္ဒပြနေလဲလက်ရှိ UK မှာဝင်ကြီးချုပ်ကိုယ်တိုင်ဘယ်လိုမောင်းထုတ်ခံရသလဲကဘာပက်နေတဲ့ကိုကြီးနေဝင်ကပူတိပါလိမ့်မယ် UK လို့ဖွင့်ပြပြီးနိုင်ငံကြီး UK လိုနိုင်ငံကြီးတောင်မှအဲ့ဒီလိုမျိုးပြိပက္ခကိုကြုံရရင်ကျမတို့နိုင်ငံငယ်လေးမှာဘယ်လောက်ထိအတည်ရကြီးလဲကိုယ်ရေးနေဝင်ပညာတတ်တာစဉ်းစားနိုင်ပါလိမ့်မယ်။ကျမတို့ကတမရော်တီမျိုးသားရေးကိုဘယ်တော့မှသစ္စာမဖောက်လို့ကျမတို့ရှုံးကြည့်တယ်။ဒါကြောင့်မလို့တမရော်ကောင်းဆောင်ဦးနေဝင်ရဲ့မြေးဖြစ်တဲ့အင်းနေဝင်တီလေးပဲအမျိုးသားရေးကိုဘယ်တော့မှသစ္စာမဖောက်ဖို့မျှော်လင့်ပါတယ်။နောက်တစ်ခုကိုယ်ရေးနေဝင်ပြောသွားသေးတယ်။ ဖះရှင်လက်ထက်တုန်းကလည်းဘာသာသားတွေရှိရပါတယ်။ဒါပေမဲ့ဖះရှင်ကတဲ့တခြားဘာသာတွေကိုတိုက်ခတ်ရမယ်လို့မပြောခဲ့ဘူးတဲ့။တခြားဘာသာတွေကိုဒုက္ခပေးရမယ်လို့မပြောခဲ့ဘူးတဲ့။ဟုတ်ပါတယ်။တခြားဘာသာကိုဒုက္ခပေးရမယ်လို့တိုက်ခတ်ရမယ်လို့ဖះရှင်ကမဟောခဲ့ပါဘူး။ဒါပေမဲ့ကိုယ့်ဘာသာကိုကာကွယ်ရမယ်လို့ဖះရှင်ဟောခဲ့ပါတယ်။ဖះရှင်ကိုယ်တိုင်က ကိုဘာသာကိုကာကွယ်ဖို့ကြိုးစားခဲ့ပါတယ်။ကိုအင်းနေဝင်ကခေတ်ပညာတက်ပေမဲ့ဘာသာရေးအတိအားနဲ့သိတဲ့ဆိုရင်ထုတ်မပြောပါနဲ့။ဘာသာရေးလူမျိုးရေးသိက္ခာအကဲဆက်တဲ့အတွက်ခေတ်ပညာရေးဘလောက်တက်တဲ့ဘာသာရေးဘူးတူတာအားနိုင်တဲ့ဆိုရင်ခင်ဗျားလိုင်းမောက်မှာတက်ပြီးတော့အခုလိုမျိုးထိလွယ်ရှာလဲတဲ့စကားလုံးတွေကိုဆင်ခြင်သက်ပါတယ်။အခုလက်ရှိနေပြည်တော်မှာဗလီစောက်ခွင့်ပေးပြီမပေးဘူးဆိုတဲ့ကိစ္စအငင်းပွားကြတဲ့ကိစ္စကတခြားဘာသာကိုတိုက်ခိုက်နေတာမဟုတ်ပါဘူးတခြားဘာသာကိုဒုက္ခပေးနေတာမဟုတ်ပါဘူးကိုယ့်ဘာသာကိုကာကွယ်နေတာဖြစ်တယ် ။ဘုရားရှင်ကိုတော်တိုင်ကဇေဒဝန်ကျောင်းတော်ကြီးရဲ့အနေမှာဘာသာခြား provide တွေကမြေကွက်ဝယ်ပြီးတော့သူတို့ကျောင်းဆောက်ဖို့ကြိုးစားကြတယ်။အဲ့ဒီအချိန်မှာမြတ်စွာဘုရားရှင်ဇေဒဝန်ကျောင်းတော်မှာတရင်တုံးတယ်။ဘုရားကျောင်းတော်သည်အင်မတန်မှတိတ်ဆိတ်ငြိမ့်သက်တယ်။ဘုရားရှင်သည်တိတ်ဆိတ်ငြိမ့်တဲ့ချိန်နံပါတ်2မြို့ပေါ်အမှတ်၈ရပ်ကွက်ဘုံကြီးကျောင်းနဲ့ လူနေရက်ကွက်ပေါ်သို့စစ်တပ်ကလေရင်ဖြင့်ဘုံကျဲမှုပြည်သူ၃ဦးသေဆုံးပြီး၈ဦးဒဏ်ရာရမန်တုံမြို့ကိုလည်းစစ်တပ်ကလေကြောင်းတိုက်ခိုက်ရှမ်းပြည်နယ်မြောက်ပိုင်း PLA ကတင်ပိုက်ထားသောနမတူမြို့ပေါ်အမတ်၈ရက်ကွက်ဘုံကြီးကျောင်းနှင့် လူနေရက်ကွက်ပေါ်သို့စစ်တပ်ကလေရင်ဖြင့်ဘုံကျဲချခဲ့ရာ ပြည်သူ၃ဦးသေဆုံးပြီး၈ဦးဒဏ်ရာရရှိကြောင်းဒေသပြည်သူများကရန်ကုန်ခေတ်တည်တင်းဌာနထံသို့ပြောဆိုသည့်ယနေ့အောက်တိုဘာလ၂ရက်နေ့နနက်9:23မိနစ်ဝန်းကျင်အချိန်စစ်တပ်ကနမတူမျိုးအမှတ်၈ရပ်ကွက်ပုပ်ပယုံဘုံကြီးကျောင်းအနီးနှင့်လူနေရပ်ကွက်ပေါ်သို့တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲဘုံကျဲချခဲ့ကြောင်းဘုံကျဲမှုကြောင့်ပြည်သူ၃ဦးပွဲချင်းပြီးသေဆုံးသွားခဲ့ပြီးကလေးငယ်များအပါအဝင်ပြည်သူ၈ဦးမှာဒဏ်များရရှိခဲ့ကြောင်းသိရှိရသည့် ဒါကနမတူမျိုးပေါ်ကိုပထမဆုံးပုံကျဲချတာပဲကျဲတာတော့တိုက်လေရင်နဲ့ကျဲချသွားတာပေါင်၅ရဘုံလို့ထင်တာပဲပောက်ကွဲမှုရောပောက်ကွဲတန်ရောအရန်ပြင်းထန်တယ်လောလောဆယ်တော့၃ဦးကတော့ပွဲချင်းပြီးဆုံးတယ်ဒဏ်ရာရတာတွေမှာလည်းဒဏ်ရာပြင်းတာပါတယ်နေအိမ်၈လုံးပျက်စီးပါတယ်ဟုနမတူမျိုးမှဒေတာပြည်သူတို့ဦးက ရှင်းပြသည်ထို့ပြင်စစ်တပ်ကမန်တုံမျိုးရှိ ယခင်စစ်ကောင်စီ၏ခလာရတရ31ရင်းပေါ်သို့စစ်တပ်ကလေရင်ဖြင့်ဘုံကျဲချသွားခဲ့ကြောင်းလက်တလောဘုံကျဲချမှုကြောင့်ထိခိုက်တိုက်ဆုံးမှုသတင်းအခြေအနေမသိရှိရသေးကြောင်း TNLA သတင်းရင်းမြစ်တစ်ခုထံမှ သိရှိရသည့် TNLA ထုတ်ပြန်ချက်တွင်မူယနေ့နံနက်9:23မိနစ်အချိန်နမ်မတူနှင့်မန်တုံမြို့တွင်စစ်ကောင်စီတပ်ကတိုက်လေရင်ဖြင့်ဘုံများလာရောက်ကျဲချပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း နောက်ဆက်တွဲထိခိုက်ပျက်စီးမှုများကိုဆက်လက်သတင်းထုတ်ပြန်မည်ဖြစ်ကြောင်းဖော်ပြထားသည်ပေါ်မြင်လို့တယ်သို့တော်ဘာသာခြားတွေကအင်မတန်စူညံနေတယ်လက်ရှိချိန်မှာလည်းပဲ PhD prepare စာသင်တိုက်တွေမှာ စာသင်စာချတဲ့အချိန်ကလွဲလို့ကျန်တဲ့ချိန်တွေမှာငြိမ်နေပေမဲ့တိတ်ဆိတ်ငြိမ်းချမ်းအေးချမ်းနေပေမဲ့ဗလီတွေမှာသွားကြည့်ပါမိုးလင့်တာနဲ့မိုက်ကြီးနဲ့မကြားချင်းလည်းကြားချင်းအော်နေကြပါတယ် ဆိုတော့ဘုရားရှင်လက်ထက်ကနော်ဇေတုံဝကျောင်းတော်ရဲ့အနီးမှာဘေးချင်းကပ်ရက်မှာပရပိုက်ဘာသာခြားပရပိုက်တွေကမြေကွက်ဝဲခဲ့တယ်။ဒီမြေကွက်ဝဲဖို့အတွက်ကောသလဘီရင်ကိုလက်ထိုးပြီးတော့မြေကွက်ကိုဝဲတယ်။အဲ့ဒီအချိန်မှာမြတ်စွာဘုရားရှင်ကိုယ်တိုင်ကနော်ပညာရမအေတတဲရတော်မူသောရှင်သာရိပုတ္တရာမထေရမြတ်ကိုဘရင်နန်းတော်ကိုကြွစီပြီးတော့နော်ဒီမှာဘာသာခြားပရပိုက်တွေကိုចောင်းဆောက်ခွေမပြီးဖို့မြတ်တာရက်ခံခိုင်းတယ် ဒါပေမဲ့ဒီဘာသာကြပရပိုက်တွေရှိကလက်ငွေယူထားတဲ့ကောတလမင်းကရှင်တိုက်ဘုရားမထေရကြီးကိုထွက်မတွေ့ပဲနဲ့ရှောင်းနေတယ်။ဒါကြောင့်မလို့ဖျားရှင်ကိုတော်တိုင်းနန်းတော်ထီကြွပြီးတော့ဘလူဆက်ကိုဟောကြခဲ့တယ်။နော်အာဒီညမှာစာပေပိရကိုကျန်းကန်ဒီကိုနှံ့ဆက်တော်မူသောတန်ဃာတော်ရှင်သူမြတ်။နော်တာသနာအာဇာရီအနေနဲ့ကအခု950နိဘတ်ဒေါ်လာဇန်နိဘတ်အကြောင်းအရာကိုအကျေတုံးနော်ဖော်ပြပေးဖို့အကျေတုံးဟောကြပေးဖို့တပြည့်လို့မျှော်လင့်ပါတယ်။ ။ရှင်များတို့လက်ရှိချိန်မှာဘုရားရှင်ကိုရိုတိုင်းကအဲ့ဒီလိုကောက်ွယ်ခဲ့တယ်ဆိုတာကိုစာပေကျမ်းဂန်နှိစက်တော်မူသောသာသနာအာဇာနည်များ ဖွင့်ရနှုတ်ကပေးကြပါဗျာ။ဒီလိုရိုသေးစွာခြေစုံခိုက်ပါတယ်။ဆိုတော့ကျွန်မမတို့မှာသေးလေးလာမိတယ်လို့အဲ့ဒီမှာဘုရားရှင်ကိုရိုတိုင်းကကောသလမင်းကို950ဇနီးဘတ်ဒေါ်လာဘတ်တုဆက်เนาะတိတိပင်ကိုအကြောင်းပြုပြီးယသိနေအာသဘောထားကွဲလဲကြပြဿနာများကြ စိတ်ဝမ်းကွဲကြတဲ့အရှင်နဲ့ဇက်ကိုခေါ်ကြတော်မူခဲ့တယ်။အဲဒါကြောင့်မို့လို့ကောသလမီးကြီးကိုယ်တိုင်ကအဲဒီပလပိုက်တွေကိုဘာသာခြားပရပိုက်တွေကိုရောင်းထားတဲ့မြေကွက်ကိုပြန်သိမ်းပြီးတော့ရာဇကာယာမအန်ဒီရှိတဲ့ကျောင်းတော်ကြီးဆောက်လုပ်လှူဒန်းခဲ့ပါတယ်။ဇေရွန်ကျောင်းရဲ့အနီးမှာနော်ဘရင်တည်တဲ့ကျောင်းဘရင်လှူဒန်းတဲ့ကျောင်းလို့အမည်ရတဲ့ရာဇကာယာမကျောင်းတော်ကြီးဆောက်လုပ်လှူဒန်းခဲ့ပါတယ်။ဆိုတော့မြတ်စွာဘုရားရှင်လက်ထက်ဖက်ဘုရားရှင်ကိုလိုတိုင်ကကိုယ်ဤနေဝင်ပြောသူတို့တခြားဘာသာတွေကိုတိုက်ခိုက်ရမယ်လို့မဟုတ်ဘူးတခြားဘာသာတွေဒုက္ခပေးရမယ်လို့မဟုတ်ဘူး သို့တော်ဘုရားရှင်ကိုယ်တော်တိုင်ကကိုးပါတာကိုကာကွယ်ခဲ့တယ်ဇေဒဝန်ကျောင်းရဲ့အနည်းမှာပြပိုက်တီမြေကွက်ဝဲပြီးကျောင်းဆောက်ကိုကျိုးသွားတာကိုဘုရားရှင်ကိုယ်တော်တိုင်က ကပ်ကွက်ခဲ့တယ်ဖျားရှင်ကိုရော်ကိုင်းတားဆီးခဲ့တယ်ဒါကြောင့်မို့လို့ဘာသာကိုလင်းစေ꿰စေနိုင်တဲ့လူကတိုင်းပြည်ရုပ်ချုပ်တဲ့ဘရင်တိုင်းပြည်မှာရှိနေတဲ့เนาะသာသနာဒီဘာသာရေးခေါင်းဆောင်တွေဗုဒ္ဓဘာသာဝင်တွေကဘယ်တော့ပဲကြိုးစားကြပါစေဒီဘာသာကိုလင်းစေ꿰စေတဲ့လူကနိုင်ငံကိုအုပ်ချုပ်တဲ့အုပ်ချုပ်သူအစိုးရမင်းနေတာဖြစ်နေဒါကြောင့်မို့လို့เนาะဘာသာလင်းစေ꿰စေသူ ကောသလမင်းကနေပြီးတော့အဲ့ဒီဘာသာခြားတဲ့မြေကွက်ကိုမရောင်းတော့ဘဲနဲ့ရဇကရာမကျောင်းတော်ကြီးတိဆောက်ခဲ့ပါရယ်ဆိုတော့ကျမတို့ကလက်ရှိချိန်မှာကျမတို့ကတမရော်ကိုချစ်တယ်တမရော်ကမြို့သားရေကိုဘယ်တော့မှသစ္စာမဖောက်ဘူးလို့ယုံကြည်တယ်ဒါကြောင့်တမရော်ခေါင်းဆောင်ဖြစ်တဲ့လက်ရှိတမရော်တမရော်ရဲ့ခေါင်းဆောင်တချို့နိုင်ငံတော်သမ္မတနော်နိုင်ငံတော်ယာယီသမ္မတနိုင်ငံတော်ဝန်ကြီးချုပ်ကိုလည်းပဲဘာသာကိုလင်းစေတဲ့ခေါင်းဆောင်ပဲကျမတို့ဖြစ်စေချင်ပါတယ်ဘာသာကိုလင်းစေတဲ့ခေါင်းဆောင်ပဲဖြစ်အောင်ကြိုးစားပေးဖို့ကျမတို့မျှော်လင့်ပါတယ်ဆိုတော့ဒီလိုမျိုး ို့ဘုရားဇန်နီဘက်တော်ဘာသာရေးအကြောင်းအရာတွေကိုနှက်ဆက်တေချာအောင်မသိဘဲနဲ့ကိုအေးနေဝင်းအနေနဲ့ကအကဲဆက်တဲ့ဇာတ်ရည်ကိုမပြောပါနဲ့နောက်ဆုံးကတော့ဘူးလက်ဆိုတော့အခုနေပြီးတော့ဗလီနဲ့ပတ်သက်ပြီးတော့ခင်ဗျားတို့ရှင်တို့ကျမတို့အငင်းပွားနေကြတယ်ဒီစိတ်ကလေးချက်ချင်းရလိုက်တော့ဘူးလက်ဥလားဆိုပြောထားပါရဲ့နေပြီးတော့မှဗလီဆောက်ခွင့်နဲ့ပတ်သက်လို့သူစီပင်ကားတဲ့တောင်ဝင်ရှိရဲ့လူကြီးမင်းနဲ့နော်စီပင်ကားတောင်ဝင်ရှိရဲ့လူကိုမေးကြည့်တဲ့အခါမှာနေပြီးတော့မှဗလီဆောက်ဖို့ ွင့်တောင်းထားတာမရှိသလိုခွင့်ပြုထားတာလည်းမရှိပါဘူး။ထပ်ပြောမယ်။နေပြည်တော်မှာဗလီဆောင်မဲ့ကိစ္စနဲ့ပတ်သက်လို့ကောလာဟာလာနဲ့ပတ်သက်လို့ဘူးလဲဦးလားဆိုကိုယ်တိုင်ပြောကြားထားတယ်။စီပင်ကတောင်းဝရှိရလို့သူမေးတဲ့အခါမှာခွင့်တောင်းထားတာလည်းမရှိဘူးခွင့်ပြုထားတာလည်းမရှိဘူးလို့ဖြေသွားပါတယ်။ဆိုတော့ဒီကိစ္စကိုခင်ဗျားတို့ရှင်းရှင်းလင်းလင်းသိပြီလို့ထင်ပါတယ်။နေပြည်တော်မှာတဲ့ဟွန်းအဗလီဆောင်မလို့ကျွန်တော်မေးကြည့်တယ်။ဟိုစီပင်သားရား ော်မတီတာဝန်ရှိရပုံဘယ်နားလိမှာဘယ်နေရာမှာဘာစောက်လို့ခွင့်မတင်ထားတာလည်းမရှိဘူးခွင့်ပြုထားတာလည်းမရှိဘူးမြန်မာနိုင်ငံအိနီးချင်းနိုင်ငံတွေနဲ့ရောအဝေးနိုင်ငံတွေနဲ့ရောပြည်တော်အချင်းချင်းချစ်ခင်ရင်းနှီးမှုရှိအောင်အစကတည်းကဂျာနီဝါရာနဲ့ရပ်တည်ခဲ့တဲ့နိုင်ငံဖြစ်ပါတယ်ဒီဒီလိုပဲအရင်ကတည်းကလည်းဘာသာမတူအယူမခြားမူမပွားပဲနဲ့လူသားအချင်းချင်းယဉ်နီးစွာနဲ့ဆက်ဆံခဲ့တဲ့နိုင်ငံလည်းဖြစ်ပါတယ်။ဒါကိုထင်ရှားတဲ့အနေနဲ့ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ရဲ့ဖွဲ့စည်းပုံအခြေခံဥပဒေပုံမှန်362မှာဗုဒ္ဓဘာသာလိုပဲခရစ်ယာန်ဘာသာအစ္စလာမ်ဘာသာဟိန္ဒူဘာသာနဲ့နှစ်ကွေးကွယ်တဲ့ဘာသာတွေကိုနိုင်ငံတော်မှာကွေးကွယ်တဲ့ဘာသာတွေအဖြစ်နဲ့အသိမှတ်ပြုထားတာဖြစ်ပါတယ်။ကျွန်တော်တို့ကဒီအခြေခံဥပဒေကိုလေးစားလိုက်နာမယ်ဆိုရင်ကိုလေးစားလိုက်နာခြင်းနဲ့နေရာကျမှလေးစားလိုက်နာပြီးတော့ကိုမျက်ွယ်ပြုခြင်းနဲ့နေရာမှာမျက်ွယ်ပြုလို့ရှိရင်တရားဥပဒေစိုးမိုးရေးဟာဘယ်တော့မှရှိလာမှာမဟုတ်ပါဘူး။ တရားဥပဒေစိုးဝင်းရေးဆိုတဲ့နေရာမှာလည်းပဲဥပဒေအားလုံးရဲ့ခေါင်းချုပ်ဖြစ်တဲ့အခြေခံဥပဒေရဲ့ပြဋ္ဌာန်းချက်အတိမတ်ပြုချက်ကို အားပေးမှုမပြုဘဲနဲ့အလေးအနက်မပြုဘဲနဲ့အတိမတ်ပြုမှုမပြုလို့ရှိရင်ခေါင်းမိုးကအစစပြီးတော့ရေမလုံးနဲ့တရားဥပဒေစိုးမိုးရေးမျိုးဖြစ်လာပါလိမ့်မယ်။ဒါကိုကျွန်တော်တို့အားလုံးကသတိချချဖို့လိုပါတယ်။ကျွန်တော်တို့အားလုံးကဗုဒ္ဓဘာသာတွေဖြစ်တဲ့အတွက်ဗုဒ္ဓဘာသာကိုကြီးညိုလေးစားကြပါတယ်။သာသနာကိုထွန်းကားစေခြင်းကြပါတယ်။ဒီလိုမျိုးပဲဗုဒ္ဓဘာသာ ာသနာဝင်ဗုဒ္ဓဘာသာဝင်အ ਨੇ စုဖြစ်တဲ့နိုင်ငံတွေမှာဆိုလို့ရှိရင်ကို့ဖះเจ้าကံတာသနိကအစအုံနေတိဆောက်ခဲ့တာမျိုးဂုံယူစွာနဲ့ပြုလုပ်ခဲ့ပါတယ်အခုလက်ရှိနိုင်ငံတော်အကြီးအကဲကိုတိုင်းဒီဘင်လျင်ကမ္ဘာမှာတချင်ကကွန်မြူနီဝါဒထွန်းကားခဲ့တဲ့နိုင်ငံဖြစ်တဲ့ Orthodox Christian ဘာသာထွန်းကားတဲ့နိုင်ငံဖြစ်ခဲ့တဲ့ရုရှားနိုင်ငံမှာဒီဒီကူဆရာတော်ဖះကြီးကိုအမှုထားပြီးတော့ဖះတစုတည်ခဲ့တဲ့ ီဖျားပေါ်မှာ ठी ကိုတွားရောက်ပြီးတော့တင်းလှူခဲ့တာမျိုးရှိပါတယ်ဒီလိုမျိုးပဲအစ္စလာမ်နိုင်ငံနေမှာဆိုလို့ရှိရင်လည်းပဲဒရီလင်္ကာနိုင်ငံရဲ့ကမ္မခရပြုမှုနဲ့ UAE နိုင်ငံဒူဘိုင်းမြို့မှာအဲ့ဒီနိုင်ငံကမင်းသားကိုယ်တိုင်ကမဟာဗောဓိပင်ကိုစိုက်ပျိုးပြီးတော့ဗုဒ္ဓဝိဟာရမျိုးတွေပြုလုပ်ခဲ့တာရှိပါတယ်ဒီလိုမျိုးပဲဘာသာမတူတဲ့ခရိယာနိုင်ငံနေအစ္စလာမ်နိုင်ငံနေမှာလူနည်းစုဖြစ်တဲ့ဗုဒ္ဓဘာသာဝင်တွေအတွက်ဗုဒ္ဓဘာသာတာသနိကအစအုံတွေကို ဆောက်လုပ်ခြင်းဟာဘာသာမတူတဲ့လူတွေအယူကွဲပြားတဲ့လူတွေအချင်းချင်းချစ်ခင်ယဉ်နီမှုကိုတိဆောက်ရကြပါတယ်ကျွန်တော်တို့ဗုဒ္ဓဘာသာသာသနာတော်ကိုတည်ထန့်ခြင်းနဲ့ပြန်ပွားခြင်းနဲ့ဆိုလို့ရှိရင်သာသနာဆိုတဲ့အထိပ္ပယ်ကိုယ်တိုင်ကဘုရားဆရာဘုရားရဲ့အဆုံးအမလိုပဲဖြစ်ပါတယ်အဲ့တော့မြတ်စွာဘုရားရဲ့အဆုံးအမနဲ့ဘလောက်ကိုက်ညီသလဲမြတ်စွာဘုရားရဲ့တရားတော်တွေကနှလုံးထဲမှာဘလောက်ကိန်းကိန်းဝတ်နေသလဲဆိုတာပေါ့မူတီဝီသာသနာခါ ကြီးထွားသလားစီပင်ဝါပြောသလားဆိုတော့ကျွန်တော်ဆုံးဖြတ်မှာဖြစ်ပါတယ်အဲကျွန်တော်တို့အရင်လေးကမတူတဲ့ဟာနှစ်ခုကိုသွားနှိုင်းနေလို့အပိုးပဲဥပမာထုတ်စည်းတိုးတဲ့နေရာနဲ့ဘလုံးကန်တဲ့လူဘသူဘူတော်လဲလို့ပြောရခက်ပေမဲ့လို့တူညီတဲ့အားကစားဆိုလို့ရှိရင်တော့ဘသူလက်ရည်သားလဲခြေရည်သားလဲဆိုတာကိုကျွန်တော်တို့တိုင်းတာလို့ရပါတယ်အဲတော့ဒီနေရာမှာကျွန်တော်ဗုဒ္ဓဘာသာဝင်လူငယ်တဦးနဲ့အစ္စလာမ်ဘာသာဝင်လူငယ်တဦးမြန်မာနိုင်ငံသားနှစ်ဦးဟာစပွဲပိုင်းတစ်ခုမှာထိုင်ပြီးတော့အတူတူ မိတ်ဆုံစားတော့နေမယ်ဆိုလို့ရှိရင်ဒီနေရာမှာမတူတဲ့ဟာတွေသူ့ဘာသာရဲ့အဆုံးအမနဲ့ကိုယ့်ဘာသာရဲ့အဆုံးအမမတူတာတွေကိုဖယ်ထားလိုက်တူတဲ့အချက်ကဗုဒ္ဓဘာသာမှာရောအစ္စလာမ်ဘာသာမှာအတိတ်ကအယက်သေးစာတောက်စားမှုကိုတားမြစ်ထားပါဗါတယ်အဲ့တော့ဒီနေရာမှာကျွန်တော်တို့ဟာသာသနာထွန်းကားသလားမထွန်းကားသလားဆိုတာဒီအဝေးအီးကိုမကြည့်နဲ့မြို့ကြီးတစ်မြို့လုံးကိုမကြည့်နဲ့အတိုင်းဝိုင်းကြီးတစ်ခုလုံးကိုမကြည့်နဲ့ဇပွဲဝိုင်းကြီးတစ်ခုပဲကြည့်မယ်ဆိုလို့ရှိရင်ဒီဝိုင်းမှာ အစ္စလမ်ဘာသာဝင်လူငယ်လေးကအယက်မတောက်ရင်ဒီဝိုင်းမှာအစ္စလမ်သာသနာထွန်းကားနေလိမ့်မယ်။ဗုဒ္ဓဘာသာဝင်လူငယ်လေးကအယက်မတောက်ပဲနေရင်အဲ့ဒီဝိုင်းမှာဗုဒ္ဓသာသနာထွန်းကားနေမယ်။ဘာဖြစ်လို့လဲဆိုတော့သာသနာဆိုတာကကိုအဆုံးအမဖြစ်လို့ပါပဲ။အဲ့တော့ကျွန်တော်တို့ကမြန်မာနိုင်ငံဟာဗုဒ္ဓဘာသာသာသနာနေလို့လှလို့ထွန်းကားပြီးသားနိုင်ငံဖြစ်ပါတယ်။ကျွန်တော်တို့မြန်မာပြည်သူပြည်သားဗုဒ္ဓဘာသာဝင်ကိုယ်ကိုယ်ရဲ့လူတွေရဲ့နှလုံးသားနှလုံးသဲဖို့ထဲမှာမြတ်စွာဘုရားရဲ့အဆုံးအမတွေကိန့်ဝန့်လေးလေးဗုဒ္ဓသာသနာတော်ဟာပို့ပြီး တည်ထန့်ခိုင်မြဲလေလေပြန်ပွားလေလေဖြစ်ပါတယ်နောက်တစ်ခုကကျွန်တော်တို့ဗုဒ္ဓဘာသာဝင်မဟုတ်သောသူများဘာသာကြားဆိုတာကဒီနေ့မှပေါ်လာတာမဟုတ်ပါဘူးမြတ်စွာဘုရားရှင်လက်ထက်မှာကလေးကတလောကလုံးဗုဒ္ဓဘာသာဝင်နေကြီးမဟုတ်ပါဘူးဗုဒ္ဓဘာသာဝင်မဟုတ်တဲ့အယူဝါဒမတူမျှတဲ့လူတွေအများကြီးရှိပါတယ်အဲ့ဒီလိုရှိတဲ့အချိန်မှာလည်းဗုဒ္ဓဘာသာကိုဝင်ပုံကိုယ်တွေမှာ ပရိသတ်၄ပါးစလုံးဘိက္ခုဘိက္ခုနီဥပဒကဥပတိကာဆိုတဲ့မြတ်စွာဘုရားရဲ့တပည့်တွေကိုအခြားဘာသာတွေကိုသွားရောက်တိုက်ခိုက်ရမယ်တခြားဘာသာဝင်တွေကိုသွားရောက်ပြီးတော့ဒုက္ခပေးရမယ်လို့မပြောခဲ့ပါဘူးဥပလီကိုဆိုလို့ရှိရင်မြတ်စွာဘုရားဗုဒ္ဓဘာသာဝင်ပြောင်းလာတိုင်းဟာတော့မှအရင်အရင်သူကိုးကွယ်ခဲ့တဲ့ဘာသာဝင်တွေကိုကအကြီးအကဲတွေကိုတော့မှဆက်လက်ပြီးတော့အလေးကယူပြုရမယ်လို့ပြောခဲ့ပါတယ်အဲ့တော့မြတ်စွာဘုရားရဲ့သာသနာတော်ဟာကိုအချင်းချင်းညီညွတ်ယုံနေမကပဲနဲ့ ဘာသာမတူတဲ့လူတွေကိုပါကိုယ့်ဘက်ကသီလသမารိခိုင်ကြီးစွာနဲ့ချစ်ခင်ရင်းနှီးစွာဆက်ဆံရမယ်ကိုယ့်ကိုထိပါလာရင်သာဘာသာယူကိုယ့်ဘာသာကိုပြည့်စည်အောင်လုပ်ရင်သာအယူဘာသာအားဖြင့်ပုံမတာလွန်တဲ့ဟာနဲ့ပြန်တက်ခိုက်ဖို့ပဲပြောခဲ့တာရှိပါတယ်တိုက်ခိုက်တာတဲ့ဆိုရဲစာနဲ့စာလို့ရှိရင်တော့ဝါရတင်ပြီးဆုံးဖြတ်တာမျိုးပဲရှိပါတယ်မြတ်စွာဘုရားရဲ့သာသနာတော်မှာသူတို့ဘာကိုအနာတရားဖြစ်အောင်တိုက်ခိုက်ခြင်းဆဲဆိုခြင်း ဆိုတဲ့အားမျိုးတွေမပြုတ်လုခဲ့ပါဘူး။ဒါမျိုးကိုအခုအချိန်မှာကျွန်တော်တို့ကအစစရေရာကိုစေရနာကောင်းကောင်းနဲ့ပြန်ပြီးတော့သတိတမစဉ်ညာရှိစွာနဲ့ရင်ဆိုင်ပြီးတော့အရာရာကိုဖြေရှင်းမယ်။ကို့မှာရှိတဲ့စိတ်ခံစားချက်ကိုရှည်ရမ်းမတင်မဲနဲ့ဖြစ်တဲ့ဖြစ်တိုက်တာကိုဘုရားအစုံအမတရားဥပဒေအစုံအမနဲ့နိုင်ငံတော်အစိုးရရဲ့စေရနာပေါ်မှာမူတည်ပြီးတော့အလုံးချစ်ခင်ယဉ်ဤစွာနဲ့နိုင်ငံသူနိုင်ငံသားအလုံးဘာသာမချဘဲနဲ့ ချစ်ချစ်ခင်ခင်နေဖို့အချိန်တန်ပြီဆိုတဲ့အကြောင်းကိုကျွန်တော်အားလုံးပေါ်မှာစေတနာထားပြီးတော့တင်ပြလိုက်ပါတယ်အားလုံးလေးစားစွာ